အားလုံးပဲမင်္ဂလာပါမယ်။အခုကျွန်တော် Argon 2018 software ကိုကွန်ပျူတာမှာ install လုပ်ပြမှာဖြစ်ပါတယ်။ဟိုဒီခုဒီ software ကတော့ဒါ Argon 2018ပေါ့နော်။ဒါ zip file ပေါ့နော်။ဒီ software လေးကိုကျွန်တော်စပြီးတော့အစားဆုံးပေါ့နော်။ဒီကွန်ပျူတာပေါ်မှာ install လုပ်နေလေးလုပ်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးကျွန်တော်ဒီ software ကို install မလုပ်ခင်ပေါ့နော်။ကျွန်တော်ကိုကွန်ပျူတာပေါ်မှာတင်ထားတယ်နော်။ antivirus software တွေရှိရင်လည်းပိတ်ထားပေးဖို့လိုပါတယ်။နောက်တစ်ခုကကျွန်တော်ဒီအောက်မှာရှိရနော်။ဒီများလေးပေါ့နော်။ဒီကောင်းလေးနော်။ဒီ header icon ဆိုတဲ့ ီများလေးကိုချက်ထောက်လိုက်မယ်ဒူတန်းအရှိတယ်နော်ဒီ window dependent ပေါ့နော် window dependent ကိုကျွန်တော်တို့ကပိတ်ထားပေးဖို့လိုပါတယ်ဒီကိုပိတ်မယ်ဆိုရင်ဒီ window dependent လေးကို right click ထောက်လိုက်ပါမယ် open ဆိုတာလေးပေါ်လာပြီဒီ open လေးကိုဆက်နေလိုက်ပါမယ်ပြင်ရင်ခုလိုမျိုး window dependent security center ပေါ့နော်ဒီ font ကျလိုက်နော်ဒီကောင်ပေါ်လာပြီဆိုရင်ဒီအောက်မှာရှိရနော်ဒီ setting လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ window dependent antivirus notification ပေါ့နော်ဒီကောင်ဒါကိုပိတ်ထားပေးဖို့လိုပါတယ်နော်အခုမိမိကွန်ပျူတာမှာ အခုလိုမျိုးเนาะ on ဆိုတဲ့အနေထားပေါ့เนาะဒါဖွင့်ထားတဲ့အနေထားရှိတဲ့ဆိုရင်ကျွန်တော်ကသူ့ကို off เนาะပိတ်ပေးထားလိုက်ပါဒါပိတ်ပြီးပြီဆိုရင်တော့သူ့ကိုပြန်ပိတ်လိုက်ပါမယ်ဒါဆိုရင်တော့ရပြီရပြီဆိုရင်ကျွန်တော်ပါဆက်လုပ်မလဲဆိုရင်ဒီ agan เนาะဒီ zip fan ပေါ့เนาะဒီ wear off ချေပေါ့เนาะသူ့ကို regulate ထောက်မယ် regulate ထောက်ပြီးရင် extract here ပေါ့เนาะ extract here ဒီမှာနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်ဒီ software ကို extract လုပ်နေရဖြစ်ပါတယ်เนาะဒီ zip fan ကိုဖြည့်တာဖြစ်ပါတယ် နော်ဒီဖြည့်တဲ့နေရာမှာတော့ကျွန်တော်ဒါလေးကို100%ပြီးအောင်ဒီ process ကိုစောင့်ပေးဖို့လုပ်ပါတယ်အခုဒီမှာတော့ကျွန်တော်ဒီပန်းလေးကိုအပိတိကြော်လိုက်ပါမယ်ဟုတ်ပြီခုလာဆိုရင်တော့ကျွန်တော်ဒီ Argon Lens Software ကို A ထွက်လို့သွားတာဖြစ်ပါတယ်နော် A ထွက်ဖြည့်ပြီးပြီဆိုရင်တော့ဒီ file ကိုဖွင့်လိုက်ပါမယ်ဒီ Double Click ပေးပြီးတော့ဖွင့်လိုက်မယ် ခွင့်လာပြီဆိုရင်အခုလိုမျိုးဒါ address ဖြစ်တဲ့ left file ကိုတွေ့ရမှာဖြစ်ပါတယ်နော်ဒီတဲမှာကျွန်တော်အောက်ဆုံးကိုတွားလိုက်ပါမယ်အောက်ဆုံးကိုတွားပြီဆိုရင်ဒီ set ဆိုရယ်နော်ဒီ application ပေါ့နော်ဒီ set application file လေးကို double click ပေါ့နော်နှစ်ချက်နှိပ်ပြီးတော့ run လိုက်ပါမယ် run ပြီဆိုရင်အခုလိုမျိုးဒါ install လုပ်တဲ့ပုံပေါ့နော်ဒီပုံစံကြာလာပြီကြာလာပြီဆိုရင်ကျွန်တော်ဘာ set လုပ်မလဲဆိုရင်ဒီမှာရှိတဲ့နော် install on this computer ပေါ့နော်ဒီပုံမှာ install လုပ်မယ်ဆိုတာပြောရတယ်နော်သူ့ကိုနှိပ်လိုက်ပါမယ် နဲ့ပြပြစမ်းတော့သူရဲ့ဒီ auto debt နော် license နဲ့ပတ်သက်တဲ့အရာတွေသူဒါတွေကိုသူရဲ့ဖတ်လို့ရပါတယ်နော်ဒါ agreement ဒါတွေမဖတ်လည်းရသူရဲ့နော်အမေညွန်ညာချက်တွေကိုကျွန်တော်လက်ခံမယ်ပေါ့နော်သဘောတူတယ်နော် i accept နော်လက်ခံမယ်ဆိုပြီးဒါတွေကိုအမှန်ချစ်ပေးလိုက်မယ်နော် i accept ကိုနှိပ်ပေးမယ်နှိပ်ပြီးပြီဆိုရင် next ကိုဆက်သွားလိုက်ပါမယ် next နဲ့ဆက်သွားမယ်ဆိုရင်ကျွန်တော်ပါဆက်ပြီးရှိုးမယ်ဆိုရင်ဒီမှာလည်းနော်ဒီမှာတော့ desktop shortcut ပေါ့နော်ဒီ ပတ်ကန်2018နော်ဒီ desktop ပေါ်မှာ install လုပ်ပြီးတဲ့အခါမှာနော် desktop ပေါ်မှာပေါ်နေတဲ့ဆိုရင်ကျွန်တော်ဒီကောင်းလေးကိုအမှန်ချစ်ထားပေးဖို့လိုပါတယ်ဟုတ်ပြီပြီးရင်ကျွန်တော်ဆက်ပြီးတော့ install ဆိုတာလေးရှိရနော်ဒီ install လေးကိုဆက်ပြီးနေလိုက်ပါမယ်အခုဒါဆိုရင်တော့ကျွန်တော်ဒီ Arcana 2018 software ကိုဒါ install လုပ်နေရဖြစ်ပါတယ်

ဟုတ်ပြီခုဒါဆိုရင်တော့ခုန install လုပ်တာလေးအကုန်လုံးပြီးတော့ပြီနော်တရားရခိုင်လုံးအကုန်လုံးပြည့်ပြီးသွားပြည့်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီကောင်းကိုဟိုပိတ်ပြလိုက်လေးရတယ်ပိတ်ပြီးတော့ကျွန်တော်ဒီ desktop ပေါ်မှာရှိရနော် software ကိုဖွင့်လဲရတယ်နော်ဒါမှမဟုတ်ကျွန်တော်ဒီမှာရှိတဲ့ launch now ဆိုတာလေးရှိရနော်ဒီကောင်းလေးကို set တိုက်ပေါ့နော်သူခါတယ်ဆက်ပြီးဆိုနှိပ်လိုက်လို့လည်းရပါနော်သူတို့တစ်ချက်နှိပ်လိုက်ပါမယ် လှည့်ပြီးပြီဆိုရင်ကျွန်တော်ဗာဆက်လုပ်မလဲဆိုရင်ကျွန်တော်ဒီမှာเนาะဒီနှစ်ခုလေးပေါ်လာเนาะနှစ်ခုပေါ်လာဆိုရင်ဒီဘက်ကပဲเนาะ under a serial number ပေါ့เนาะဒီကောင်ကိုနှိပ်လိုက်ပါမယ်ပြင်ကျွန်တော်ဒီ agree ပေါ့เนาะဒီ i agree ဆိုတာကိုဆက်ပြီးနှိပ်လိုက်ပါမယ်ပြီးရင်ဒီမှာ activate ဆိုတာကိုဆက်နှိပ်လိုက်ပါမယ်ပြီးရင်ဒီ စီတီအန်နံပါတ်နေရာမှာရှေ့သုံးမှာဘာရေးရမလဲဆိုရင်ရှေ့သုံးမှာ63လုံးရရမှာဖြစ်ပါတယ်။နောက်နောက်ကွက်မှာတော့69 sorry 69 69 69 69 6 69လုံးဖြစ်ပါတယ်နော်69 69 69 69ပေါ့နော်၄ကြိမ်ပေါ့နော်69လေး၄ကြိမ်ရတယ်နော်စုပေါင်း6လုံးဒါရပြီဆိုရင်ကျွန်တော်တို့ဒီ next နဲ့ဆက်သွားလိုက်ပါ ပြီးညမှာကျွန်တော်အောက်ကနော် rocket rocket and antivision ကိုနော် using offline method နော် offline method ကိုရွေးပေးပါမယ်ရွေးပြီးဆိုရင်အနေနဲ့ set သွားလိုက်ပါမယ်ဟုတ်ပြီကျွန်တော်ဒီ offline method နဲ့တွားလိုက်တဲ့ကောင်မှာအခုလိုမျိုးလေးပေါ်လာတယ်နော်တခါတည်းရတယ်တာမျိုးလေးဖြစ်တယ်လေနော်ပေါ်တယ်တခါတည်းရတယ်တခါလည်းကျွန်တော်ကြီးရိုက်ဖို့အတွက် ကြာလာလာဖြစ်ရှိပါတယ်အခုဒီပုံစံမျိုးကြာလာပြီဆိုရင်เนาะဒါဆိုရင်တော့ဆက်လုပ်လို့မရဘူးเนาะမရဘူးဆိုရင်တော့ဒီကောင်ကို cross ပြန်ပိတ်လိုက်မယ်เนาะ cross ပြန်ပိတ်လိုက်မယ်ပိတ်လိုက်ပြီးတော့နောက်ကိုပြန်ရောက်သွားရင်เนาะနောက်ရောက်ပြီဆိုမှကျွန်တော်တို့ဒီအဒီဘိတ်ကိုဆက်ပြီးနှိပ်ပေးပါမယ်ပြီးရင်ဒီကောင်ကို serial number ကိုပြန်ရလိုက်မယ်เนาะ63လုံး69 69 69 69เนาะ7ကျ7လုံးပေါ့เนาะရပြီဆိုရင်နှိမ့်နဲ့ဆက်သွားလိုက်မယ်ပြီးရင်ဒီအဲဟုတ်เนาะဒီခါဒီခါကျတာမျိုးကြာလာပြီเนาะရပြီ လိုချင်တာကဒါမျိုးဖြစ်ဖို့ပေါ့နော်ခုနကလိုမျိုးကျွန်တော်ဒီမှာ net စီလည်းမပေါ်ဘူး brand net close ပဲပေါ်လာပြီဆိုရင်ကျွန်တော်ဒီ close ကိုနှိပ်ပြီးတော့ knock ကိုပြန်ရောက်တယ်နော်အဒီဘက်ကိုပြန်လိုက်နောက်တစ်ချိန်ပြန်လုံးအောင်ဖြစ်ပါတယ်နော်အခုဒီပုံစံရပြီဆိုရင်ကျွန်တော်တော့ခုနထားလိုက်ပါမယ်နော်ဒီနေထားရပြီဆိုရင်တော့ဒီထားလိုက်မယ်ဘာမှဆက်မလုပ်ဘူးခုနကကျွန်တော်တို့ဖိုင်ပေါ့နော်ဒီ crack ဖြီးထားတဲ့ဖိုင်ကိုသွားမယ်နော် a track ဖြီးထားတဲ့ဖိုင်ကိုနော် a track ထဲမှာညုံဒီ crack ဆိုတာလေးရှိတယ်နော်ဒီ crack နော်ဒီ crack ကိုဖွင့်လိုက်မယ် ဖွင့်ပြီဆိုရင်လူလဲမှာရှိတယ်နော် AF ADSK နဲ့ launch ဆက်ရနော်ဒါလေးကိုဝင်လိုက်မယ်ဝင်ပြီးပြီဆိုရင်လူထဲမှာရှိရနော်ဒီ file လေးနော်အဲ့ကောင်အမဲလေးကိုနော် AF ADSK နော်ဒီ application file ကို right click ထောက်လိုက်ပါမယ် practice all of you b run as administrator no no administrator to nail it run la bi no run la bi so aku lo myo di export so mo paw le cha la bi no export so le cha la bi so yin ba set lo le so yin chuno di ma shi ya no ခဏကကြရောဒီဘက်မှာနေထိုင်ရနော်အဒီဗေးရှင်းကိုနော်ဒီဘက်ကနေ record record code ပေါ့နော်ဒီ record code ကို copy view ဖြစ်ပါတယ်နော် copy view ခဲ့တော့ဒီဘက် PAD စစ်စော်လေးကိုရင်းနှိပ်ပေးလိုက်ပါ pass နော် PAD စစ်ပတ်လေးကိုရင်းနှိပ်လိုက်နှိပ်ပြီးဆိုရင်ခုလိုမျိုးလေး successfully pass စော်လေးပေါ်လာပြီပေါ်လာပြီဆိုရင်သူ okay okay နှိပ်ပေးလိုက်ပါမယ် okay နှိပ်ပြီးဆိုရင်ကျွန်တော်ဒီမှာရှိ record code ပေါ့နော်သူ့ကိုကျွန်တော်မောင်းနဲ့နော် select လုပ်လိုက်နော်ယူလိုက်အကုန်လုံးယူပြီဆိုရင်သူ့ကို right click ထောက်လိုက်နော်ဟုတ်ပြီ right click ထောက်လို့မရဘူးဆိုရင်ကျွန်တော်ဒီ control c ပေါ့နော် control c copy တော့အောင်ဖြစ်ပါတယ်နော် control c ကွန်ပျူတာမှာပဲနော် keyboard ကနေ control ရဲ့ c ရောနှိပ်ပြီးတော့ copy ယူလိုက်မယ်နော် copy ယူပြီးဆိုရင်ကျွန်တော်ဒီမှာ paste paste request here ဆိုလို့ရှိရနော်နော်ဒီနေရာမှာတွားပြီးဆိုကျွန်တော်က control v နဲ့နှိပ်ပြလိုက်ပါနော် control v နဲ့ဒီမှာတွားပြီးလို့ paste လောက်အောင်ဖြစ်ပါတယ် paste လောက်ပြီးဆိုရင်ကျွန်တော်ဗာဆက်လုပ်မလဲဆိုရင်ဒီအောက်မှာရှိရနော် generate နော် generate ကို နေလိုက်မယ် generate နေလိုက်တဲ့အချိန်မှာအခုလိုမျိုး code တွေထွက်လာပြီဒီ activation code တွေဒီ activation code တွေကိုကျွန်တော်ဒီ A အစနဲ့အဆုံးတွေကိုအကုန်လုံးအပြောင်းအလဲဖြစ်သွား select လုပ်လိုက်မယ် select လုပ်ပြီးပြီဆိုရင်သူ copy လုပ်မယ် copy လုပ်တဲ့အခါမှာ control c control c နဲ့ copy လုပ်မယ်ပြီးရင်ကျွန်တော်ဒီကွက်ကိုလာမယ်နော်ဒီ license ကျွန်တော်ဒီ activation လုပ်ဖို့နော်ဒီ number 1เนาะ number 1ကွက်လေးပေါ်မှာဒီမောင်းနေเนาะကာစာလေးချပြီးဆို control v နဲ့ paste ပြန်ချလိုက်ပါမယ် control v နော် bsd ပဲနော် paste လုပ်လိုက်ပြီနော်ဒါဆိုရင်ဒီမှာရှိရဲ့နော် activation code တွေအကုန်လုံးကိုဒီဘက်မှာလာပြီးဆိုဖြည့်သွားတာဖြစ်ပါဖြည့်ပြီးပြီဆိုရင်ကျွန်တော်ဒီ name နဲ့ set သွားလိုက်ပါမယ်ဟောဒီ name နဲ့ set သွားပြီဆိုရင်နောက်ဆုံးဒါဒီ finish ပေါ့နော်ပြီးသွားပြီဒီမှာသူရဲ့ activity ပေါ့နော် activity လောက်တာအောင်မြင်သွားပြီလို့ပြောတာဖြစ်ပါတယ်နော် congratulation နော် အတွေ့အကြုံတူတဲ့2018နော်ပရီမီယံ2018ဟပ်ပြီးဆက်ဆက်ပူလီအက်တီဗေးတယ်နော်အက်တီဗေးလုပ်ပြီးလုပ်ပြီးတော့ပါပြီအဲဒါဆိုရင်နောက်ဆုံးကျွန်တော်ဒီမှာ finish ဆိုတာလေးကိုနေလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီ coin ကိုပြန်ပေးလိုက်ရတယ်နော် coin နဲ့ထွက်လိုက်ရတယ်ပြန်ပေးလိုက်ပါမယ်အကုန်လုံးပေးလိုက်ပြီပေးလိုက်ပြီးဆိုရင်ကျွန်တော်ဒီ software ဒီမှာပွင့်လာမှာဖြစ်ပါတယ် ဘေးနော် data collection ယူနော်ဒီကောင်းလေးပေါ်လိုက်တာလေးကိုကျွန်တော် okay လိပ်ပေးလိုက်ပါဟုတ်ပြီဒါဆိုရင်တို့ဒီ argon 2018 software install လုပ်သွားတာဖြစ်ပါတယ်နော်ဒါပြီးပြီဆိုရင်တို့ဒီပုံလေးစပြီးဆွဲလို့ရတယ် model လေးဖန်တီးလို့ရပါပြီဒီမှာ new model နဲ့စပြီးဆိုကျွန်တော် model ပုံစံလေးစပြီးရွေးလို့ရပါပြီ ဒါဆိုရင်တော့ဒါအခန်း2018 software ဒါ install လုပ်သွားလို့ဖြစ်ပါတယ်ဒါဆိုရင်တော့ complete ပေါ့နော်အကုန်လုံးပြီးသွားပြီဒါဆိုရင်ကိုစက်ကြက်ဒီမှာပုံလေးဆွဲလို့ရပြီနော်ဒါပြန်ပိတ်လိုက်ပြီနော်ပိတ်ပြီဆိုဆိုတော့ဒီမှာရှိတယ်နော် auto auto test icon ပေါ့နော်ဒီ desktop ပေါ်မှာရှိ icon ကိုထောက်ပြီးတော့ကျွန်တော်ဖွင့်လေ့ရပါတယ် ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီခုခုကျွန်တော်လုတ်ပြပေးသွားသည်ဒီ Argon 2040 software ကို install လုပ်ပြလာဖြစ်ပါတယ်ဒီပုံနဲ့အတိုင်းပဲအစဆုံးတော့ light လောက်တာနဲ့လွယ်တကူ install လုပ်လို့ရမှာဖြစ်ပါတယ်ချိုးခက်ခဲတာကကျွန်တော်ကကျွန်တော်တို့ဒီ device နော်ဒီ offline method နဲ့ activate လုပ်တဲ့ခါမှာ next မပါဘူးပဲကလို့ရနှစ်ခုလဲပေါ်လာဖြစ်တယ်နော်အဲ့နေရာလေးတွေမှာတချို့ရက်သွားတယ်ရက်သွားရင်ကျွန်တော် close နဲ့ပြန်သွားလိုက်မယ်ပြီးမှနောက်ကိုပြန်ပြီးတော့ဒီဘိတ်ပြန်လုပ်ပေးဖို့လိုပါတယ်